ကာလဝန်ရောဆိုတာကမျက်စိနဲ့မမြင်အောင်အရန်သေးတဲ့ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တာပါကာလဝန်ပိုးတွေကအကောင်သေးပေမဲ့အစိတ်ကအရန်ပြင်းနေဒီပိုးတွေကတောက်ရည်သုံးရည်တွေမှာပြန့်နှံ့နေနိုင်တယ်တစ်ခါတည်းရေခက်တဲ့အခါအမှတ်တမဲတတိမထမီပဲယောဂပိုးပါတဲ့ဒီကိုခံပြီးတတ်တယ်ရှင်ကောင်းလေးရဲ့ခြေတော်ပေါ်မှာဆိုရင်လေကာလာဝမ်းယောဂပူတွေကကပ်ပြီးတော့ပါလာနိုင်တယ် လက်ကတစ်ချိန်နဲ့ပိုးတွေကပ်ပြီးတော့ပါလာနိုင်နေတယ်။အစားတောက်ဂျင်းနဲ့လက်မကပ်နေတဲ့ပိုးတွေကအစားတောက်ဆောင်တဲ့အခါမှာဆိုရင်မတန်ရှင်းတဲ့လက်ကတစ်ချိန်ဘိုက်ထဲကိုရောက်သွားနိုင်တယ်။ဒီကကာလာဝန်ယောဂဖြစ်နိုင်တယ်။ဒီနောက်တချို့မှာဆိုရင်ယောဂလက္ခဏာကအရင်ပဲမြန်နေဝင်းနေခဏခဏသွားမယ်ဝင်းအရည်တွေအများကြီးပဲသွားမယ်ခြေနဲ့တစားတက်အများကြီးထွက်သွားတဲ့အတွက်ကြောင့်မလို့ခြေတက်ခံချောက်တာကိုခံစားရတယ် ်အခက်မသိဘူးဆိုရင်အသက်တည်တဲ့အထိယောဂပြင်နိုင်တယ်။ဒါကြောင့်ကာလဝမ်းယောဂကိုအနည်းဆုံးဆေးရုံစည်းကမ်းဒီမှာတိတိကျကျနဲ့တိတိကျကျရောက်ကူဖို့တော့လူနေ။ဆေးရုံစည်းကမ်းသွားလို့အဆင်မပြေသေးတဲ့အချိန်ဒီမှာဆိုရင်တော့တစားရည်ကိုအထုပ်ပုံမှာညွှန်ထားတဲ့အတိုင်းရေသက်1လီတာနဲ့ဖြိုပြီးတော့တောက်စရာလိုတယ်။တစားတော့ကိုဝယ်လို့မရတဲ့အခြေအနေမှာဆိုရင်ဘယ်လိုလုပ်မလဲပထမဆုံးအဝတ်တန်တန်နဲ့ရေကိုစစ်ပါ ပြီးရင်10မိနစ်လောက်ပုတ်ပုတ်ဆူအောင်ရေကိုကြိုချက်ရပါမယ်။နောက်ပြီးတော့စားလက်ဖက်စားဆုံးတဝက်စားနဲ့တကြားလက်ဖက်စားဆုံး6ဆုံးစားကိုရေချာရေးတလီတာနဲ့ဖြောပါ။ဒီခါမှဆိုရင်တော့အရသာငန်းကြီးကြီးရှိတဲ့တစားရေးရပါမယ်။ဒီတစားရေးကိုတောင်းမယ်တောင်းမမြဝင်မှတောင်းနိုင်မယ်ဆိုရင်လူနာကနည်းနည်းပြန်ပြီးတော့လမ်းဆန်းလာမှာပါ။ကလောင်ဝင်ယောဂဘုကုသခံရတဲ့တိုင်းယောဂလက္ခဏာမပြဘူး။ ကိုယ်စီမှာယောဂလက္ခဏာမရှိရင်တောင်မှတခြားလူတွေစီကိုယောဂပြန်ပြီးတော့ဖြန့်နိုင်တယ်။ဒါကြောင့်ကာလာဝမ်းယောဂပြန့်နှံ့အောင်တားဆီးနိုင်မယ့်နည်းလမ်းတွေကိုလည်းတိတိကျကျလိုက်နာဖို့လိုတယ်။သတ်သုံးရင်လည်းကိုကလိုရင်းထည့်ပြီးမိနစ်30ကြာထားမယ်ဆိုရင်ရေထဲကပူပြီးဖြေပါလေ။ယောဂတွေမှာအင်အားဆုံးတဲ့အခါတောက်ရည်သုံးရည်ယူတဲ့နေရာနဲ့အနည်းဆုံးမီတာ30ရဲ့အကွာမှာစောက်ရပါမယ်။ ဆားတောက်တွေချက်ပြုတ်တဲ့အခါမှာဆိုရင်လက်တန်ရှင်ရေကအရန်အရေးကြီးတယ်။နောက်ပြီးတော့အဆားတောက်တွေကိုချက်တဲ့အခါမှာဆိုရင်ပြည်ပြချာချာကြအောင်လုပ်ချင်ရမယ်။ရှင်းကောင်းတွေမနားနိုင်အောင်လို့အပုံပုံထားရမယ်။တောက်ရည်ကိုကျွတ်ချက်ပြီးတော့တောက်ရအောင်မယ်။အစာမစားခင်နဲ့အင်အားထွက်လာတဲ့အခါမှာဆိုရင်လက်ကိုရေနဲ့စပြန်နဲ့တိတိကျကျစေချောရမယ်။ ဒါရီအပြင်ဒီလိုကျမကြီးအတီကကုတျောက်ထင်ပါတယ်မကပဲကိုယ့်ရဲ့ဘီပဝင်ကျမရှိတဲ့လူတွေအားလုံးမှာကာလာဝန်ရောဂါအကြောင်းကျမကြီးအသိရှိဖို့လဲလိုပါလိမ့်။ဒါကြောင့်ဒီဗီဒီယိုလေးကို share လုပ်ပြီးတော့ကျမကြီးအသိပညာကိုမျှဝေပေးနိုင်ပါလိမ့်။